်တော့ဘူးအဆင်းသမားအဲ့ဒါကိုတော့မှတ်တော့ဘူးဘယ်ဝင်လဲမန္တလေးတိုင်းဒေသကြီးမှာရှိတဲ့စင်တဲဝချောင်း ရေကျော်နေစဉ်ခီးတဲ့တရင်တစည်းဖြတ်မောင်းရာ ရေစည်းနဲ့မျောပါခဲ့ပြီးခီးတဲ့တွေကိုဒေသခံတွေကကယ်ဆယ်နိုင်ခဲ့တယ်လို့သိရပါတယ် အဆိုပါမန္တလေးတိုင်းဒေသကြီးတောင်တာမြို့နယ်နတ်ဆောက်ကျေးရွာအနီးမှာရှိတဲ့စင်တဲဝချောင်းဟာမြင်းချံတောင်တာကားလမ်းပိုင်းမှာတည်ရှိပြီးမေ26ရက်မနက်ပိုင်းကခီးတဲ့40ကျော်လိုက်ပါလာတဲ့အဝေးပြေးခီးတဲ့တင်ရင်ဟာရေစီးနဲ့မြောပါသွားတာဖြစ်ပါတယ်။အဲ့ဒါကဘာလဲ ကံကောင်းလို့ခရီးသည်တွေကလေးတွေတက်ကြီးရွယ်အိုတွေကိုရွာသားတွေဝိုင်းဝန်းကူညီကယ်ဆယ်ပေးနေကြပါတယ်။လူတွေတယောက်မှအနေမဖြစ်ပါဘူးလို့ဖြစ်စဉ်ကိုမျက်မြင်တွေ့ရှိခဲ့တဲ့အောင်ဝင်းသိန်းဆိုတဲ့လူမှုကွန်ရက်ဆာမျက်နှာမှာရေးသားထားပါတယ်။အစိုးမစင်တဲဝါချောင်းဟာမိုးရွာသောမကရေစီးအလွန်တန်တဲ့အတွက်ဒေသခံတွေအနေနဲ့သတိထားသတိထားဖြတ်တန်းသွားလာရတဲ့ချောင်းတစ်ခုဖြစ်တယ်လို့သိရပါဗျ။

快了，快了，快了！